တော်လန်မိဘပြည်သူကလင်ကားများအားလုံးမင်္ဂလာပါရှင်ကျမစတိုင်ဤပါယခုတင်ဆက်ပေးမှာကတော့ဒေါက်တာဖြိုတိဟာရေးသားထားတဲ့ကိုချစ်တဲ့သူတွေအတွက်ကိုကျမ်းမာရေးကိုဂရုစိုက်ပါဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်နားဆင်ပေးကြပါအောင်ရှင်ကိုချစ်တဲ့သူတွေအတွက်ကိုကျမ်းမာရေးကိုဂရုစိုက်ပါခန္ဓာရှိရင်တော့ဝေဒနာရှိတာပေါ့ကိုကြောင့်မဟုတ်ပဲမျိုးဝေစားကြောင့်ဖြစ်ရတဲ့ရောဂါတွေလည်းအများကြီး အချိန်တန်ရင်ဒီခန္ဓာဟာပြည့်ရွံ့လာတာပဲမတော်တဆမှုတွေလည်းကြုံကြရတာပဲဒါကြောင့်မကျမ်းမာတဲ့သူတွေကိုအပြစ်ရှိသလိုခံစားရအောင်ရေးတာတော့မဟုတ်ဘူးကျမ်းမာနေသေးတဲ့သူတွေကြီးကြီးမားမားမဖြစ်သေးတဲ့သူတွေကိုပဲသတိဝင်စေချင်တာကျမ်းမာခြင်းဒီလက်တပါဆိုတဲ့စကားတကယ်မှန်ပါတယ်မကျမ်းမာရင်ငွေရှာနိုင်ဖို့ဝေးလို့ရှာထားသမျှပတ်စံတွေပါအကုန်ကုန်တော့တာပဲ။ မလောက်ရင်သူများတွေစီကပါအကူအညီလှည့်တောင်းရသေးတယ်။မိသားစုတစုလုံးဒုက္ခကိုရောက်ရော။ချမ်းမာရေးကိစ္စဖြစ်လို့ဘယ်သူကမှတော့အပြစ်မတင်ဘူးပေါ့လေ။ကိုမကုတ်ချင်ရင်တောင်းသူတို့ကအတင်းကုတ်ပေးမှာ။တရားမှုကိုပြောပြတာပါ။ကာယကံရှင်မှလည်းငါကြောင်ဆိုတဲ့စိတ်ကြီးနဲ့ပိုခံစားကြရတယ်။တငယ်ချင်းတွေနဲ့တောင်ပြောပြတယ်။မချမ်းမာလို့ခုံသွားတဲ့ပတ်စံဟာနှမျိုးစရာအကောင်းဆုံးပဲလို့ ပစ္စည်းတွေရှာဝယ်လိုက်ရင်လဲကိုဓာရီသုံးရသေးတယ်။လောင်းစားလို့လို့ရှုံရင်တောင်းအ ਨੇ ဆုံးတော့လောင်းတော့လောင်းလိုက်ရသေးတယ်။ဒီလိုပြောလို့လောင်းကစားကိုအားပေးတာမဟုတ်သလိုလောင်းကစားကနေထိုင်မကောင်းလို့ပတ်စံကုန်တာထက်ဘဝကိုအဆပေါင်းများစွာပိုဖြည့်ပြစ်နိုင်တယ်ဆိုတာလည်းသိပါတယ်။ဘာမှမလုပ်လိုက်ရပဲအတလွတ်ငွေကုန်ရတာကိုဆိုလိုချင်တာ။တွေးကြည့်ရင်အတော်နှမျောစရာကောင်းတယ်။ ညိုးပီစားလို့မတော်တဆမှုလို့ကိုထိန်ချုပ်လို့မရတာတွေကြောင့်ဖြစ်ရတာတော့ထားလိုက်လုံးလုံးလျားလျားကိုထိန်ချုပ်ပြုတ်ပြင်းလို့ရတယ်ကိုရဲ့လူနေမှုပုံစံကြောင့်တော့မကြမ်းမမာမဖြစ်စေနဲ့လူနေမှုပုံစံလို့ပြောလိုက်ရင်အထက်အားဖြင့်၃မျိုးရှိမယ်တဇာတာမှုပုံစံအစားအလွန်ကျွန်းစားတာတွေအားဖြစ်အချုပ်ရေးတောက်တာတွေအရက်တောက်တာတွေပါမယ်နေနေထိုင်မှုပုံစံ အထိုင်များတာလှုပ်လှရှားရှားမရှိတာအေးရေဝဝမအိတ်တာ၃စိတ်ကြမ်းပါရေးစိတ်တွေအဆင်မပြေနေတော့ထွက်ပေါက်လိုလာတယ်ဆေးလိမ့်အရက်မူးရစ်ဆေးတွေတောက်သုံးမိတယ်မလှုပ်ရှားခြင်းတော့ဘူးအစာများများစားမိတယ်တခါအဲ့ဒီလိုကြမ်းပါရေးနဲ့မငြိညွတ်တဲ့လူနေမှုပုံစံတွေရလဲစိတ်ကို ပြန်ပြီးဖြည့်ဆည်းစေပြန်တယ်ဒီလိုနဲ့တန်တရာလည်နေတော့တာပဲဒါကြောင့်ဒီသုံးခုလုံးကို ဟန်ချက်ညီညီထင်းသိမ်းနိုင်မှကျမ်းမာတဲ့ခန္ဓာတစ်ခုကိုရမှာဖြစ်ပါတယ်။ရေးသလောက်တော့မလွယ်ဘူးဆိုတာသိပါတယ်။အထူးသဖြင့်စိတ်တွေဖြည့်စင်းနေတဲ့အခါပုံဆိုးတယ်။လှုပ်တင်တာသိပါလျက်နဲ့မလှုပ်ဖြစ်နေဘူး။မလှုပ်နိုင်နေဘူး။ငယ်သေးတဲ့အချိန်မှာတော့အရင်မသိတာသေးဘူး။ကိုယ်တိုင်လည်းအသက်30မတိုင်ခင်ကတော့စားချင်တယ်လို့စားလှုပ်လှုပ်ရှားရှားမရှိအလုပ်တွေချီဖိလုပ်ပြီးနေခဲ့တာပဲ။ ဝက်ချံတွေအရန်ထွက်လို့ဆရာဘောင်ကသွေးစစ်ခိုင်းရင်သွေးရင်းကိုလက်စတရောတွေများနေတာသိမှပဲနည်းနည်းစပြီးအသိဝင်လာတာပြောရမယ်ခုလက်ရှိကတော့ဘဝတစ်လျှောက်လုံးမှာကိုကျမ်းမာရေးကိုဂယုဆိုင်ဖြစ်ဆုံးခြင်းလို့ပြောနိုင်ပါတယ်ရုံနဲ့စိတ်ကဆက်ဆက်နေတာမို့ရုပ်ကျမ်းမာနေတဲ့အခါကိုခန္ဓာကိုအချိုးအစားကိုသဘောကျနေတဲ့အခါစိတ်ကပါပို့အဆင်ပြေလာတယ်လန်ဆန်းလာတယ်အင်းနဲ့အားနဲ့ဖြစ်နေတယ် ဒီကာလရဲ့အထွေတွေအဆင်မပြေမှုတွေကိုတောင်းခံစေနိုင်တဲ့အကြောင်းချက်တွေတည်းကတခုလို့လဲဆိုနိုင်ပါတယ်။ဒါကြောင့်အသက်35လောက်ရောက်ပြီဆိုရင်တော့တေချာကိူးဆိုင်တက်ပြီလို့အကြံပြုခြင်းနဲ့ကျန်းမာရေးကငွေရေးကြေးရေးနဲ့မိသားစုအနာဂတ်အတွက်ပါရိုက်ခတ်နိုင်တာဖြစ်လို့ကိုကိုကိုကိူးမဆိုင်ချင်တာကိုကြောင့်ကိုချစ်တဲ့သူတွေဝန်တော့ဝန်ဖို့မဖြစ်စေဖို့အတွက်တော့ကျန်းမာရေးနဲ့ညီညွတ်အောင်နေထိုင်ကြရပါလိမ့်မယ်။ ကာဝယ်ခြင်းဟာကုသခြင်းထက်ပိုထေးရောက်တယ်ဆိုတာမှာလူသက်တာတာလည်းပါတယ်လို့ငွေကုန်သက်တာတာလည်းပါပါတယ်။တခါလဲရေးခဲ့ဖို့ပါတယ်။ခုလိုခင်မှာကျမ်းမာရေးဟာ အခွင့်အထိုးတစ်ခုဖြစ်လာတယ်။နေ့စဉ်စာဝတ်နေရေးပြည်လည်ဖို့ထမင်းနှံ့ံဖို့တောင်းမနေရုံးကန်နေရသူတွေမငတ်ယုံတမဲစားပြီးအသက်ရှင်နေရသူတွေအများကြီးပါ။ကိုကအဲ့ဒီလိုမဟုတ်သေးဘူးဆိုရင်ပဲကံအတော်ကောင်းနေပြီ။ ဒီအတွက်ဂယုစိုက်နိုင်တော့စိုက်ခွင့်ရတော့စိုက်စေခြင်း ਨੇ အစားကိုဆေးလို့မစားရင်ဆေးကိုအစားစားသလိုစားနေရပါလိမ့်မယ်ခန္ဓာကိုလှုပ်လှုပ်ရှားရှားမနေရင်ခန္ဓာရဲ့ပြည့်ရွံ့မှုကတမိသားစုလုံးရဲ့အနာဂတ်ကိုဆွဲလှုပ်သွားပါလိမ့်မယ်စိတ်ဖြစ်စည်းမှုတွေမလျှော့ချနိုင်ခြင်းဟာကိုယ်တက်တန်းကိုလျှော့ချနေတာနဲ့အတူတူပါပဲကျမ်းမာရေးကိစ္စတွေဆိုတာဟာကိုယ်ကိုယ်ကိုတကယ်ချစ်တဲ့သူတွေရဲ့ အလေးအထားတစ်ခုဖြစ်တယ်လို့ကိုချစ်တဲ့သူတွေကို ကိုအားဖြင့်ဝန်ထုတ်ဝန်ပုံမဖြစ်ရအောင်ကာကွယ်ပေးထားခြင်းလည်းဖြစ်ပါတယ်။ဒေါက်တာဖြူတီဟာ30ရက်9လ2025ဟုတ်ကဲ့ပါရှင်ဒေါက်တာဖြူတီဟာရေးသားထားတယ်။ကိုချစ်တဲ့သူတွေအတွက်ကိုကျမရေးကိုဂရုစိုက်ပါ ဆိုတဲ့ဆောင်းပါးကိုဒီမှာပဲဆုံးသတ်ပါပြီရှင်။ဟုတ်ကဲ့ပါရှင်ဆက်လက်ပြီးဒေါက်တာဖြူတီဟာရေးသားထားတယ်။ နေ့စဉ်ရင်ဆိုင်နေရတဲ့တိုက်ပွဲဆိုတဲ့ဆောင်းပါးကိုတင်ဆက်ပေးပါမယ်ရှင်။နားဆင်ပေးကြပါအောင်ရှင်။နေ့စဉ်ရင်ဆိုင်နေရတဲ့တိုက်ပွဲကျွန်တော်တို့အားလုံးနေ့စဉ်နေ့တိုင်းလိုလိုအချိန်တိုင်းလိုလိုတိုက်နေရတဲ့တိုက်ပွဲ ပြိုင်နေရတဲ့ပြိုင်ပွဲတစ်ခုရှိတယ်။ဘာလဲဆိုတော့ have to နဲ့ want to ကြားကတိုက်ပွဲပဲ။လွယ်လွယ်ပြောရရင်တော့ဖြစ်တဲ့နာနဲ့ဖြစ်ချင်တာလှုပ်တဲ့နာနဲ့လှုပ်ချင်တာဒီနှစ်ခုကြားကလွန်ဆွဲမှုပေါ့။ ဘယ်သူနဲ့ဘယ်သူနဲ့တိုက်ရတာလဲဆိုကိုနဲ့ကိုနဲ့တိုက်ရတာပဲကို့အတွင်းထဲမှာရှိနေတဲ့ရုံးကန်ထကြွနေတဲ့စိတ်အလိုဆန္ဒတွေနဲ့အုံနောက်နဲ့တိုက်နေကြရတာဖြစ်ပါတယ်ဒီနေရာမှာဘဝရည်မှန်းချက်နဲ့ပတ်သက်တာကိုတော့ခဏဖယ်ထားလိုက်မယ်ဆိုပါစို့ဖြစ်ချင်တာကဆိုတော့ဖြစ်တင်တာကလောလောဆယ်မိသားစုအတွက်အလုံးလို့ဖို့ဒါမျိုးကတော့ကို့ဘဝအခြေအနေပေါ်မူတည်ပြီးဆုံးဖြတ်ရမှာပဲ။ အားလုံးနဲ့အတိုက်ခံလို့အဆိုတော်ဖြစ်အောင်ဆက်ကြိုးစားရင်တကယ်ဖြစ်လာသူတွေလည်းရှိသလိုအချိန်တွေလေလွန်ခဲ့ရသူတွေလည်းရှိတာပဲဘဝဆိုတာကြုံမှန်းထားလို့ရတဲ့အရာမဟုတ်ဘဲကို ခုဆက်ပြောမှာတွေကတော့လုံးတင်တာတွေရှိပါလျက်နဲ့မလုံးဖြစ်နေတဲ့အကြောင်းမလုံးတင်တာတွေတိနေပါလျက်နဲ့လုံးမိနေတဲ့အကြောင်းတွေခံစားချက်နဲ့အသိစိတ်ရဲ့တိုက်ပွဲလိုပဲဆက်ရေးသွားတော့မယ် တစ်ဖက်နဲ့တစ်ဖက်တိုက်ကြပြီဆိုတဲ့အခါတစ်ဖက်ကပဲအမြဲနိုင်ရနေရဆိုတာမရှိဘူးဘယ်သူကပိုနိုင်တာများလဲဆိုတာပဲရှိတယ်အခုလဲဒီလိုပဲအချိန်ပြည့်အသေးစိတ်ကပဲနိုင်ခြင်းနဲ့မျှော်လင့်လို့မရဘူးကိုယ်တွေကစိတ်ယုံမှမဟုတ်တာ ရှင်တန်နေရတဲ့ခေတ်ကာလကလည်းပျော်စရာကောင်းနေတာမဟုတ်ဘူးလေစိတ်အလိုလိုက်မိတာတွေရှိတာပေါ့ဒီအတွက်လည်းကိုကိုကိုခွန်လွတ်တတ်ဖို့လိုလိမ့်မယ် သို့သောခံစားချက်ကပဲမကြာခဏအနိုင်ရနေရင်လေဘဝကလဲထွက်နေလိမ့်မယ်။ကြမ်းမာကြံ့ခိုင်မှုတွေအားနည်းနေလိမ့်မယ်။ထီရောက်မှုတွေခြိနေနေလိမ့်မယ်။မကြာခဏလဲရေးဖို့တယ်။ကျွန်တော်တို့ရဲ့အထူးကပြဿနာကမတိတာမဟုတ်ဘူး။တိတဲ့အတိုင်းမလုံနိုင်တာ။ဆေးလေးတောက်တဲ့သူတွေကဆေးလေးရဲ့ဆိုးကျိုးကိုမတိလို့တောက်နေကြတာမှမဟုတ်တာ။အားကစားမလုပ်တဲ့သူတွေကလည်း အထိုင်များတာကောင်းတယ်လို့ထင်လို့မလုပ်ဘဲနေနေကြတာမဟုတ်ဘူးလေတိုက်ပွဲတစ်ပွဲအောင်နိုင်ဖို့ဆိုတာကဓမ္မအာရမပိုင်းခြားတည်နေုံနဲ့မရတယ်လို့ပေါ့မဟာမိတ်တွေလိုအပ်တယ်အဲ့ဒါတွေကိုအားကောင်းအောင်လုပ်ထားနိုင်တဲ့ဘက်ကအသာရတာပဲဆိုတော့ခန်းစားချက်ဘက်မှာဘယ်လိုမှမိတ်တွေရှိတယ်လဲတင်းခေအချင်းနေစိတ်ပျော်စရာမရှိတဲ့အခါလူတွေဟာထွက်ပေါက်လုံလာတယ် ဆေးလိပ်အရက်မိုးရိပ်စိလိင်ကိစ္စလောင်ကစားစတာတွေကနေပျော်ရွှင်မှုကို ရှာလာရတယ်နှစ်လွယ်ကူခြင်းထိုင်နေရတာနဲ့အားကစားလုပ်ရတာစားကျင်တာစားရတာနဲ့ဆင်ခြင်ပြီးစားတော့ရတာဖုံးသုံးတာနဲ့အလုပ်လုပ်ရတာဘယ်ဟာပိုလွယ်တယ်လဲစဉ်းစားကြည့်ခံစားချက်ကရေစုံလမ်းဖြစ်ပြီးအသိစိတ်ကရေဆံကိုဆန်တက်ရတာဖြစ်ပါတယ်၃ ချက်ချင်းလက်ငယ်အကျိုးကျေးဇူးရခြင်းဆေးလေးခူတောက်လိုက်အခုစိတ်ဖြစ်စေမှုရောသွားတယ်အခုစားချင်တာလေးစားလိုက်ခြေနဲ့သွားတယ်ပြဿနာကရေရှည်မှလာမှာ reward လို့ခေါ်တဲ့ဆုလက်ကအခုချက်ချင်းရတယ်ဘဝကလည်းပျော်မနေဘူးဆိုတော့ဒီရေတို့နောက်ကိုပဲလိုက်မိကြတော့တာပဲဒါကစိတ်ခံစားချက်ဘက်ကမဟာမိတ်ကြီးတုံးပွဲအသိစိတ်ဘက်ကရောဘယ်သူတွေရှိတယ်လဲတိအလေးထား routine ကိုဆိုလိုချင်တာဥပမာကျွန်တော်တပတ်စာသုံးပုဒ်ရေးတယ်တနေ့ခြေလမ်းတစ်သောင်းလျှောက်တယ်တပတ်၅ရက်လောက်လေ့ကျင့်ခန်းတစ်ခုလုပ်လုပ်တယ်အဲ့ဒါတွေကစိတ်ပါမှထလုပ်တာမဟုတ်ဘူး mood ကိုသာစောင့်နေရင်လဲတနေ့တနေ့ဘာမှကိုလုပ်ဖြစ်တော့မှာမဟုတ်ဘူးတကယ်က routine အနေနဲ့သတ်မှတ်ထားလိုက်တာစာရေးရမယ့်ရက်ရေးချင်ချင်းမရေးချင်ချင်းရေး ပြေးရမယ်ရဲ့ပြေးခြင်းချင်းမပြေးခြင်းချင်းပြေးလမ်းကိုဘလို့ဖြစ်ဖြစ်ခြေလမ်းတသောင်းပြေးအောင်ရှောက်တကယ်ချိုးရှိပါတယ်လှုပ်ကြည့်ပါအဲ့ဒီလိုတတ်မှတ်မထားရင်လေခုနကခန်းစားချက်ကဝင်ချလာရောနားလိုက်တော့မယ်ရွှေ့လိုက်တော့မယ်တွေဖြစ်ရော တခြားကိစ္စတွေအရေးပေးမိရောတကယ်တော့အချိန်မရှိဘူးဆိုတာတကယ်မရှိတာမဟုတ်ပဲကိုယ့်အတွက်ဦးစားပေးမဟုတ်တာပဲမို့လား I don't have time. It's not my priority. ဒါကြောင့်တနေ့စာမဖြစ်မနေလုပ်ရမယ့်အရာတွေကိုသတ်မှတ်ပါ။ကြားချိန်တွေမှာပဲစိတ်ခံစားချက်ကိုအလိုလိုက်ပါ။နင်းပတ်ဝန်းကျင်ကခက်ချင်သလားတယောက်တည်းလို့လွယ်ချင်သလားတူရတူရလူတွေနဲ့ပေါင်းလူမှာပတ်ဝန်းကျင်နဲ့အဝန်ခွင့်ကျဖြစ်လို့ရဆိုတော့ပင်ကိုဗီဇစိတ်ရှိပါတယ်။အဲ့ဒါကိုအသုံးချလိုက်ဖို့ပါ။ ဆိုလိုတာကအားကစားလုပ်တဲ့သူတွေနဲ့အပေါင်းများရင်ကိုလည်းလိုက်လုပ်ချင်လာတယ်။ကျမ်းမာရေးကိစ္စသူတွေနဲ့အနေများရင်သူတို့ပြောသမျှ conversation တွေကကျမ်းမာရေးနဲ့ပတ်သက်တာတွေများနေတဲ့အတွက်ကိုပါအဲ့ဒီလိုလိုက်လုပ်ချင်လာရော။ပညာရေးလိုက်စားသူတွေကိုကိုကိုတိုးတက်ဖို့စိတ်အားထက်သူတွေနဲ့အနေများရင်လည်းကိုမှလိုက်စူးစမ်းခြင်းနဲ့ inspiration တွေရလာရော။ ပဝင်းကျင်ကခန်းစားချက်အတွက်လည်းမဟာမိတ်ဖြစ်တတ်ပါတယ်။ငကိုကမှဒါရီမလို့ဖြစ်ဖို့မနေထင်းသိနေရတာပဝင်းကျင်ကပါအားပေးတိုက်တွန်းနေရင်တော့ပြီးပါလေရောပေါ့။ဒါကြောင့်ကိုကိုကို right environment မှာထားထားနိုင်ဖို့ကသိအရေးကြီးတာပါ။ပဝင်းကျင်ဆိုတာမှာအသုံးဆောင်ပစ္စည်းစာကြည့်စပွဲအခန်းထားသောအလုပ်ခွင်စတဲ့တက်မဲ့တွေလည်းပါတယ်ဆိုတာကိုသတိချက်စေလိုတယ်။ အိမ်မှာလေဖောင်းမှုန်တွေဝယ်ထားပြီးပြုတ်ပြင်ထားတဲ့အစားအစာတွေရှောင်တော့မယ်ကြွကြော်နေတာမျိုးကတော့စစ်တပ်ကပြောတဲ့ငြင်းချမ်းရေးစကားလိုပဲဘယ်တော့မှလက်တွေ့ဖြစ်လာမှာမဟုတ်ပါဘူး၃ရခင်ကကိုယ့်ကိုယ်ကိုထိန်းသိမ်းနိုင်ဖို့တဲ့အတွေ့အကြုံနားရှုပ်စရာတော့ကောင်းတယ်မထိန်းသိမ်းနိုင်လို့မဟာမိတ်လိုပါတယ်ဆိုမှရခင်ကအတွေ့အကြုံရှိရအောင်မယ်တဲ့လားညင်သာအောင်ဥပမာပေးရရင် ချမ်းသာတဲ့သူကငွေအရင်နည်းပို့ပို့ထဲနိုင်တော့ချမ်းသာတဲ့ထဲချမ်းသာလာပြီးဆင်းရဲတဲ့သူက ပို့ပို့ဆင်းရဲသွားတယ်လို့မျိုးပဲကိုကိုကိုထိန်ချုံနိုင်လေလေအုံနောက်မှာ self control နဲ့ပတ်သက်တဲ့အစိတ်ပိုင်းတွေက အားကောင်းလာလေကိုကိုကိုပို့ပြီးထိန်ချုံနိုင်လေအားကောင်းကြတန်တရားလေတဲ့စိတ်အလိုလိုက်ပါများလေအုံနောက်မှာ self control နဲ့ပတ်သက်တဲ့အစိတ်ပိုင်းတွေက အားနေလေ စိတ်အလိုပို့လိုက်မိလေအစိုးကြောတန်တရားလဲတဲ့ဒါကိုဖြတ်တော့ဖို့ကတော့ရှင်းပါတယ်ဆင်းရဲတဲ့သူကပတ်စံလေးတွေစုစုပြီးဆင်းရဲရင်းကနေယုံထွက်ရတယ်လို့ပဲကိုကိုကိုထိန်းချုပ်တဲ့အလေးအကျင့်ကလေးတွေများများလုပ်ပြီးကိုအုံနောက်ကိုပို့အားကောင်းလာအောင်လုပ်ရပါလိမ့်မယ်ခန်းစားချက်ဖက်ကမဟာမိတ်သုံးဘွဲကတော့အတော်လေးအားကောင်းပါတယ်ဒါကြောင့်လေအသိစိတ်ဘက်ကအရင်နေတဲ့နေရက်တွေ အမြောက်များရှိနေတာ လူပြောများကြတဲ့ motivation တို့ well power တို့ကလည်းရေရှည်ကိုယ့်ဘက်မှာရှိနေမဲ့မဟာမိတ်ကောင်းငင်မဟုတ်ဘူးအတူတူရှိပေးလားမိုင်ကုံတစ်ပတ်ပဲပြီးတာနဲ့ပျောက်သွားရောဒါကြောင့်ဒီမဟာမိတ်သုံးပွဲနဲ့ဆက်ဆံရေးကောင်းတွေတေချာတည်ဆောက်ပါမှဒီတိုက်ပွဲမှာအနိုင်ရမှာဖြစ်ပါတယ်အပေါ်မှာရေးခဲ့သလိုပါပဲခံစားချက်နဲ့အသိစိတ်ရဲ့တိုက်ပွဲမှာတစ်ဖက်သေးကပဲအချိန်ပြည့်အသာရနေတာတော့မရှိပါဘူး ပို့ပြီးအသာရတဲ့ဘက်ကဘယ်ဘက်လဲဆိုတဲ့အပေါ်မူတည်ပြီးကိုဘဝပုံပေါ်လာမှာဖြစ်ပါတယ်။ဒေါက်တာဖြိုတီဟာ28ရက်6လ2025ဟုတ်ကဲ့ပါရှင်။ဒေါက်တာဖြိုတီဟာရေးသားထားတယ်။နေ့စဉ်ရင်ဆိုင်နေရတဲ့တိုက်ပွဲဆိုတဲ့ဆောင်းပါးလေးကိုဒီမှာပဲဆုံးသတ်ပါပြီရှင်။အစုံတီချိန်ပေးနာဆင်ပေးခဲ့ကြတော့ဒေါ်လာမိဘပြည်သူကလကာတိုးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ် အားလုံးကျန်းမာဘေးကင်းကြပါစေရှင်။